အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အလဲထိုင်တောင်းလုံးယူတဲ့နေ့ကိုတွင်နေတဲ့ကွာအချင်းပြပြသမှာဖြစ်ပါတယ်အရှိရဗီဒီယိုမှာထိုက်စီတောင်းလုံးတင်ပြထားပြီးပြီဖြစ်ပါတယ်ဗောနောဒီနေ့ကတော့အလဲထိုင်တောင်းလုံးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အတူတူလေ့လာကြအောင်ဗောနောဒီရှောင်းရှောင်းနေတပင်ကနေရှောင်းရှောင်းကားတပင်ကိုချင်းပြပြသမှာဖြစ်ပါတယ်ယူတဲ့နေ့ကအရှိဆုံးရှောင်းမှာတစ်ချိန်ထိုက်စီ6မှာ2ချိန်ဖြစ်ပါတယ်ဗောနောဆိုတော့အဲ့ဒီမှာ6က3ချိန်ဆိုတဲ့အတွက် 18ကိုရှင်းပေးရမှာဖြစ်ပါတယ်။သုံးတော်များသည့်တောင်ကြဒီလေးနှစ်ကြိမ်ပေါင်းရှင်းရှင်းဖြစ်ပါတယ်။ရှင်းတဲ့တောင်များနဲ့ပေါင်းတဲ့ရှင်းစရဲအတွက်ဒီရှင်းတဲ့ရှင်းတဲ့ထပ်ပေါင်းရှင်းက16ရာတဲ့အတွက်ကြောင့်မို့6ခွန်ရှင်းအလဲထိန်စီပြီးဖြစ်ပါတယ်။6ခွန်ရှင်းအလဲထိန်မှာသူချပြီးတော့လာဒီ665ဖြစ်ပါတယ်ဗောနော်။ဒါကြောင့်မို့6အလဲထိန်ဖြစ်ပါတယ်။6ခွန်8ထဲက6တလုံးအလေထိုင်665ဖြစ်ပါလေခင်ဗျာ ။ Okay အဲ့ဒီနေ့အတိုင်းပဲကျွန်တော်တို့ဒီ665တပင်ကနေ6ရှောင်းနဲ့ရှားပေးသွားတဲ့တပင်ကို ထပ်ပြီးလေ့လာကြအောင်ပါနော်။ရှောင်းနာကျင်းစနစ်နေ့နဲ့ခွန်ပေါင်းရှင်း9ခွန်3လီတီ20တဖြစ်ပါတယ်တပင်ရည်မဲ့ဒီ9နဲ့ကျင်း30ရှောင်းနာပေါင်းရှင်း6 9နဲ့တပေါင်း30ရှားသလုံးကျန်တဲ့အတွက်ကြောင့်မို့အဲ့ဒီမှာလဲရှောင်းခွန်ရှင်းအလေးထိုင်ပဲပေါ့နော်။တို့ရှားပေးတော့တာက6ချောင်းနှစ်ဖြစ်ပါတယ်6ချောင်း၅ပြီးတော့နောက်ထပ်တစ်ပြင်မှာ6ချောင်းနှစ်ဒါကြောင့်မို့အဲ့ဒီမှာလဲ6အလေးထင်ဖြစ်ပါတယ် ။ Okay ကိုရှောင်းနေ့တပင်ကနေအပေါ်ကယူတဲ့နေ့အတိုင်းပဲတုံညာလေးလေးချပြီးသွားတဲ့တပင်ကို လေးလာကြည့်အောင်ပါနော်။ဒီကိုနှစ်ချိန်ဆက်ရှင်းရှင်းနဲ့လေးပေါင်းရှင်းစနစ်ကို နေပဲကြည့်မယ်။၃တလီ၃ပေါ့နော်။ပြီးရင်လေးနှစ်ချိန်ရှင်းကိုနဲ့ပေါင်းတာဆက်ခွန်ကိုခွန်ပဲကြည့်မယ်။၃နဲ့ခွန်ပေါင်း30နှစ်တလုံးကြံတဲ့အတွက်ကြောင့်မို့နေ၃လေးအလေထိန်စုပြီးဖြစ်ပါတယ်။နောက်ထပ်တပင်မှာတုံညာလေးလေးဖြစ်ပါတယ်။ဒါကြောင့်မို့နေ၃လေးထက်ကလေးအလေထိန်ချပြီးသွားတာဖြစ်ပါတယ်။ โอเคနောက်ထပ်နံပါတ်၄ပေါ့နော်တုံညာလေးလေးတပင်ကနေထပ်ပြီးလေ့လာကြည့်အောင်ဒီ၅တစ်ကြိမ်ဖြစ်မယ်ပေါ့နော်၅နဲ့တုံညာနဲ့ပေါင်းရှင်း၅၆၃လေးဒီ၈၈ဖြစ်ပါတယ်နေ့နဲ့ကြိမ်လေး၄၃ပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့ဒီ၅၈9ပေါင်းချင်း15ကို9နဲ့ပေါင်းရင်20ပေါ့နော်ဒါကြောင့်မို့တုံညာဖြစ်ပါတယ်တုံညာတင်းနဲ့အလေထင်းဖြစ်ပါတယ်ခြားပြီးတော့ကနိနိတိဆိုတဲ့အတွက်ကြောင့်မို့အဲဒီမှာနိအလေထင်းဖြစ်ပါတယ် โอเคကျွန်တော်တို့ဒီနေ့အတိုင်းပဲနင်းနေတဲ့ဒီပင်ကနေ၈လေး၃လေးအလေးထိုင်ချပေးသွားတဲ့ပင်ကိုလေးလာကြည့်အောင်ပါနော်ဒီနေ့နဲ့ချိန်လေးလေးနဲ့တက်ပေါင်းခြင်းက9ပါနော်ရှင်း၃၄၄လေးပဲကြီးမယ်9နဲ့ချိန်ပေါင်း30လေးနဲ့ထပ်ပေါင်းတော့4လေးလေးပေါင်း8ရှင်း9ပေါင်း73ဆိုတဲ့အတွက်ကြောင့်မို့3 4 5အလေးထိုင်ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာက8လေး3ဖြစ်ပါတယ်လေးအလေးထိုင်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာ လေးအလေးထိုင်ရှစ်လေးသုံးပါနော်။ Okay နောက်ထပ်နံပါတ်6ကိုလေးလာကြအောင်။နံပါတ်6ဒီရှစ်လေးသုံးကနေတပည့်လေးလာကြအောင်ပါနော်။ရှင်းနဲ့ကျင်း76ကိုရှောင်းနှံပေါင်းတာ20နှစ်နေပေးရမယ်။93029ကိုခွန်ပေးရတဲ့6နှစ်ကျင်း7နှစ်နေနဲ့9ပေါင်းရှင်း7ခွန်ပါနော်ခွန်ခွန်7လေးလေးနဲ့နေပေါင်းရှင်း6ရတဲ့အတွက်ကြောင့်မို့6ခွန်ရှင်းအလေးထိန်စုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ပြိုင်မှာက663ဖြစ်ပါတယ်ပါနော်ဒါကြောင့်မို့6အလေးထိန်ဖြစ်ပါတယ် 683လုံးထဲက6အလဲထဲ663နံပါတ်9ဒီချစ်နှကြိမ်ပေါင်းခြင်းက16ဖြစ်ပါတယ်16ကိုကျွန်တော်တို့ကပေါင်းတာလွဲကူအောင်လို့ပေါ့နော်6တစ်ကြိမ်ပဲရေးမယ်73ဒီ24ကို4ပဲရေးမယ်33ဒီဖြစ်သွားမယ်ပေါ့နော်9 64 30 9တလုံးဂျန်နေအတွက်ကြောင့်မို့9တော်များတဲ့အလဲထိန်စုပြီးဖြစ်ပါတယ်နောက်ထပ်ဒီပြမှာက1 3 9ဆိုတဲ့အတွက်ကြောင့်မို့9တော်များတဲ့ထဲက တုံများအလဲထိန်ဖြစ်ပါတယ်။နံပါတ်6ဒီနေ့တုံညာကိုကနေအဘွားယူတော်ယူတဲ့အနည်းတိုင်းပဲပေါ့နော်။နေ့နဲ့ချိန်လေးလေးခွန်ပေါင်း73 93 27 3ပဲရေးမယ်။နေ့နဲ့ချိန်လေး9ပေါင်းသာ73 345ဆိုတဲ့အတွက်ကြောင့်မို့9ရှောက်ခွန်အလဲထိန်ဖြစ်မယ်ပေါ့နော်။သူရှားပြီးသွားတာကခွန်ခွန်9ဖြစ်ပါတယ်။ဒါကြောင့်မို့ခုနှစ်အလဲထိန်ဖြစ်ပါတယ်ခင်ဗျာ။ နံပါတ်9ဘောနခွန်ခွန်9တပင်ကနေဒီနေ့အတိုင်းပဲသဘေးလေးလာကြအောင်ဒီခုနှစ်နာကြိမ်ပေါင်း14ကို ရှင်းနေပေါင်းရှင်း20နှစ်ဘောနလေးတုံးလီဆနစ်ကိုနှစ်ပဲရည်မယ်လေးနာကြိမ်ရှစ်ရှစ်ခွန်ပေါင်းရှင်း15ကိုငါးပဲရည်မယ်နှစ်နှစ်ပေါင်းလေးလေးငါးပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ9တုံးများတဲ့အလေထိန်ဖြစ်ပါတယ်ခွန်တုံးညတုံးညဆိုတဲ့အတွက်ကြောင့်မို့9တုံးများတစ်ထက်က ုံညအလဲထိုင်ခြားပေးသွားတာဖြစ်ပါတယ်။နံပါတ်30ပေါ့နော်။ဒီခုနှစ်နှစ်ကြိမ်ပေါင်းခြင်းက14ပေါ့နော်။14ကို9နဲ့ပေါင်းခြင်း9ဖြစ်ပါတယ်။15ပေါင်း9ပေါ့နော်။ပြီးရင်2 3 4 6 6ကြိမ်7နှစ်2နဲ့7နဲ့ပေါင်း20ကိုတုံညရေးမှာဖြစ်ပါတယ်။ဆိုတော့9နဲ့6ပေါင်းခြင်း15၅၆ခုအလေထိန်ဖြစ်ပါတယ်။၃ခုခုဆိုတဲ့အတွက်ကြောင့်မို့ 9 6ခုထဲက9အလဲထင်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာနံပါတ်7တီ3နှစ်ကြိမ်ပေါင်းရှင်း6ဖြစ်ပါတယ်6နဲ့8ပေါင်းရှင်း7လေးပါနော်လေးပဲကြီးမှာဖြစ်ပါတယ်နောက်တစ်ခု9 3လီတီ15 3ည3ကြိမ်3ည၄၅အပေါင်းရှင်က၉ဆိုတဲ့အတွက်၉တုံများတစ်အလေထိန်စုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာကချက်၉လေးဆိုတဲ့အတွက်၉အလေထိန်ချပေးသွားတာဖြစ်ပါတယ်။ ဒီနေ့အတိုင်းပဲကျွန်တော်ရှီကိုလေးတပင်ကနေ9636အလေးထင်ချပေးသွားတဲ့တပင်ကို လေ့လာကြည့်မယ်ပေါ့နော်။ရှင်းနာကျင်16ရှောင်းနဲ့ရှစ်ပေါင်း14ဖြစ်ပါတယ်။ရှစ်သုံးလီ24ကို ပေါင်းတာလွယ်ကူအောင်လို့လေးပဲကြည့်မှာဖြစ်ပါတယ်ပေါ့နော်။ရှောင်းနာကျင်7နေနဲ့9ပေါင်းရှင်းခွန်။လေးလေးက18လေးလေးပေါင်း8ရှစ်ခွန်ပေါင်း15ဆိုတဲ့အတွက်96ခွန်အလေးထင်စုပြီးရတာဖြစ်ပါတယ်။နောက်ထပ်တပင်မှာက963ဖြစ်ပါတယ်။ 969ထဲက6အလေထိုင်963ပေါ့နော်နံပါတ်73ကိုလေ့လာကြည့်အောင်နံပါတ်73 963တပင်ကနေ6808အလေထိုင်ခြားပေးသွားတဲ့တပင်ကိုလေ့လာကြည့်အောင်9နှစ်ကြိမ်30 935 396စတဲ့အတွက်9လျှောက်က73တစ်ခွန်ပေါင်းရှင်းချက်ရမယ်ပေါ့နော်693ညအလေထိန်ဖြစ်ပါတယ်698ခုနှစ်စတဲ့အတွက်ကြောင့်မို့693ညထက်က6အလေထိန် 6ခုဖြစ်ပါတယ်။နံပါတ်14 6ကအဲ့ဒီမှာ3ကြိမ်ဖြစ်သွားမယ်ပေါ့နော်။78ဖြစ်ပါတယ်။78ကို6ပဲရေးပါမယ်။73 24 24ဒီ24ကို4ပဲရေးမယ်။63 28 88 86 86နဲ့4ပေါင်း20ကို3ညဒီနေ့အလေးထိန်ဖြစ်ပါတယ်။နင်းနစ်ခွန်ဆိုတဲ့အတွက် တုံများတင်းနဲ့၃လုံးထဲကနစ်အလေထိုင်နစ်နစ်ခွန်ဖြစ်ပါတယ်နံပါတ်15ကိုလေ့လာကြည့်အောင်အဲဒီမှာနစ်က၃ကြိမ်ဆိုတဲ့အတွက်နစ်၃ခါပေါင်းချင်း6ဖြစ်ပါတယ်6ရဲ့ခွန်3ဒီ21ကိုတပေးရမယ်ခွန်2နဲ့ကြိမ်ပေါင်း14ကို6နဲ့ပေါင်းတာ20ခွန်6တပေါင်းခွန်ဆိုတဲ့အတွက်ခွန်6ကိုအလေထိုင်ဆိုပြီးဖြစ်မယ်ပေါ့နော်3 7 7ဆိုတဲ့အတွက်အဲဒီမှာ8အလေထိုင်6ပြီးသွားတာဖြစ်ပါတယ် ကိုချိန်အတွက်ထပ်ပြီးလေ့လာကြအောင်ဒီ၃နှစ်ချိန်6ကိုနင်းနေပေါင်းရှင်းရှင်းရတာဖြစ်ပါတယ်63လေးဒီ78ဖြစ်ပါတယ်အဲဒီမှာလဲ63ချိန်78 73လေးဒီ24ဖြစ်တဲ့အတွက်ကြောင့်မို့456အလေထိန်ဆိုပြီးတော့ကိုချိန်အတွက်တွင်ဤအရာ456အလေထိန်ဆိုပြီးရနေတာဖြစ်ပါတယ်ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်ဒီအလေထိန်၃လုံးဒီ665ကနေစပြီးတော့ ခုလောလောဆယ်တော့လုံးဝကို ဖောက်ပင်မရှိသေးဘူးပေါ့နော်ကိုရှောင်းနစ်၃ညာလေးလေးနင်းနစ်တိရှင်းလေးတုံးလေးရလေအထိုင်ရှေရှောက်တုံးရှောက်ရလေနစ်တုံးများကိုခွန်ခွန်ကိုခွန်တုံးများတုံးညာ၃ခွန်ခွန်ရှစ်ကိုလေးပေါ့နော်ကိုအလေထိုင်၅ရှောက်တုံး၆အလေ68ခွန်မှာ8အလေပေါ့နော်ပြီးရင်နင်းနစ်ခွန်3 6မှာ86ထဲက8အလေထိုင်ဖြစ်ပါတယ် ဒီကိုးချိန်မှာတော့ကျွန်တော်ဒီ20ရက်အရာဆက်ပေးသွားခင်မယ်ဆိုရင်656အလေးထင်ဖြစ်မယ်ပေါ့နော်။ Okay ကျွန်တော်ရှေ့ပီဒီယိုမှာတော့ထိတ်စီ20တင်ပြထားပြီးဖြစ်ပါတယ်။ဒီထိတ်စီ20ရက်အရာဒီဒီလည်း665ကနေစပြီးတော့ချပေးလာခဲ့တဲ့ညဆက်ပေါ့နော်။68 8ထိတ်စီ656အလေးထင်စပြီးဖြစ်ပါတယ်။နောက်ထပ်ပီဒီယိုမှာအပိတ်၃လုံး20ကိုလည်းထပ်မံတင်ပြသွားပါဦးမယ်ခင်ဗျာ။